လက်နဲ့ထိယုံနဲ့ကုမရတဲ့ယောဂတွေတောင်ယူပြစ်တယ်လို့တတပြောက်ကင်းအောင်ကုသပေးနိုင်တယ်လို့နမဲကြီးနေတဲ့တွန်တေးကဘိုးတော်လေးပရိသတ်များလုံးမဲမင်္ဂလာပေါင်းမာရပန် page ကနေကြိုဆိုလိုက်ပါတယ် ဘိုးတော်တွေနတ်ကတော်တွေဆေးဆရာတွေကမြန်မာနိုင်ငံမှာမကြာခဏပေါ်ပေါက်လာတတ်တဲ့လူဒန်းစားတရားဖြစ်ပြီးသူ့ယူဆနေသူယုံကြည်သူတွေလည်းများလာပါတယ်ဘိုးတော်တွေဆေးဆရာတွေထဲမှာဆိုရင်ဆရာဝန်တွေတော်မတတ်နိုင်တဲ့ယောဂတွေကိုပျောက်ကင်းအောင်ကုသပေးနိုင်တယ်လို့နမဲကြီးသူတွေကလည်းအများကြီးရှိတာဖြစ်ပါတယ်ဥပမာတချိန်ကတရုတ်ဆောင်ဟောင်းတယောက်ဖြစ်ခဲ့မှုတဲ့ထုခန့်ကျော်ဟာဆိုရင်တရုတ်ဆောင်ဘဝမှာထင်တယ်လို့မအောင်မြင်ခဲ့ပေမဲ့လော်ကီလိုင်းဘတ်ကူပြောင်းလာတဲ့အချိန်မှာတော့တာမန်ယောဂအသေးဖွဲလေးတွေကအစပယောဂကိုပါကုသနိုင်တဲ့အစွမ်းထက်ဆရာကြီးတယောက်အနေနဲ့နမဲကြီးလာခဲ့ပါတယ် အခုတစ်ခါမှလည်း online ပေါ်မှာထုတ်ခတ်ကြ need to ဆေးဆရာလို့လို့ဘိုးတော်လို့လို့ကလေးတယောက်ကလူပြောများလာပြန်တာပါ အစောပါကလေးလေးကရန်ကုန်တိုင်းဒေသကြီးတွန့်တေးမြို့ရန်ကြီးအောင်ရွာမှာနေထိုင်တာဖြစ်ပြီးဘလို့ယောဂဝေဒနာကိုမစုံသူ့လက်နဲ့ထိရောက်နေပျောက်ကင်းအောင်ကုသပေးနိုင်တယ်ဆိုတဲ့သတင်းတွေအကြောင်းတွန့်တေးကဘိုးတော်လေးလို့အွန်လိုင်းပေါ်မှာနာမည်ကြီးလာခဲ့တာပါဘိုးတော်လေးစီစေကုသမှုခံယူနေသူတွေကတာမတ်ရက်သူရက်သားတွေကအစလို့ရန်တန်ဃာရီနဲ့မေတီလာရှင်တွေအထိလာရောက်ကုသကြတာဖြစ်ပြီးတရက်တရက်ရာနဲ့ချီတဲ့ကုသမှုတွေကိုလှုပ်ဆောင်နေရတယ်လို့သိရပါတယ် ဘိုးတော်လေးကစေကူသားမှုတွေကိုသူစော့ကစားပြီးမနက်ဆယ်နာရီကနေစတင်ကူတာပြတာဖြစ်ကောင်းစေကူသားဖို့စတင်လိုက်တာနဲ့မနက်တပိုင်းနဲ့နဲ့တင်တုံကင်120ကျော်ထိလက်ခံရထားတာဖြစ်ပါတယ်စေကူသားမှုကိုဘိုးတော်လေးရဲ့နေအိမ်ဖျားကမ်းမှာပဲခေါ်ယူကူတာကြတာဖြစ်ပြီးဘိုးတော်လေးကတော့စေကန်းကိုရောက်ရှိလာတဲ့ယဟန်ရှင်လူ သီလရှင်ပါမကျန်သူရဲ့လက်နဲ့တတ်ချပေးကကုသပေးနေတာပါဘိုးတော်လေးစီရောက်လာတဲ့ယောဂရီထဲမှာတာမန်နာချင်းကြိုက်ခဲ့တဲ့ဝေဒနာတွေကအစအစီလုံးဖြစ်တာအကျိတ်တဲတာတွေနဲ့ကြောက်ကယောဂလိုနာနာရှိဝေဒနာရှင်တွေလည်းပါဝင်တာဖြစ်ပါတယ်ဘိုးတော်လေးရဲ့ကုသမှုကတော့နာချင်းကြိုက်ခဲ့တဲ့နေရာဒါမှမဟုတ်ယောဂဖြစ်တည်နေတဲ့နေရာတွေကိုလက်နဲ့တတ်ချပေးပြီးရင်မတိုက်ကြွေတာပါအရင်နောက်မှာတော့အိမ်မာတောက်ဖို့ရေတံဖို့နှစ်ဘူးကိုရေမန်းအနေနဲ့ထပ်ပေးတာဖြစ်ပါတယ်။စေကူသားစီကိုတော့ဘလောက်လို့သတ်မှတ်ထားမှရှိပေသဒ္ဒါတလောက်လှူတန်းသွားခိုင်းတယ်လို့သိရပါတယ်။

ဘိုးတော်လေးစိတ်ကူးသားရဲ့အချိန်မှာမိခင်ဖြစ်သူကလက်ထောက်အနေနဲ့ဆောင်ရွက်ပေးတာဖြစ်ပြီးဘိုးတော်လေးရဲ့အကြောင်းတွေကိုလည်းမိခင်ဖြစ်သူကပဲ TikTok အကောင့်ကနေဗီဒီယိုတင်ပေးနေခဲ့ပါတယ်။စေခမ်းမှာလာရောက်ကူးသားတဲ့လူနာတွေကိုလည်းဘိုးတော်လေးကူးသားပေးလို့ယောဂရီပျောက်ကင်းလောက်ဆိုတာတွေကိုမေးမြန်းပြီး TikTok မှာတင်နေခဲ့တာပေါ့။ဒါကြောင့်မလို့ဘိုးတော်လေးကအခုလက်တလုံးမှာလူသိများလာခဲ့ပြီးသူ့စီကိုစိတ်ကူးသားခြင်းလို့ဆက်သွယ်သူတွေလည်းများနေခဲ့တာပေါ့။တချို့ကလည်းဒီကိစ္စတွေကိုယုံကြည်မရှိပဲမိခင်ဖြစ်သူကနောက်ွယ်ကကြိုးကင်ပြီးစီးပွားရှာနေလို့သာထင်မြင်နေကြပါတယ်ဘိုးတော်လေးတို့နေထိုင်တဲ့ရွာ နဲ့အနီနာတဝိုက်ကလူတွေကတော့ဘိုးတော်လေးကိုသားလို့ပြန်ကောင်းတဲ့လူဆိုတာမကြဘူးသိဘူးလို့ပြောနေကြပြီးဘိုးတော်လေးကိုယ်တိုင်တော့နေမကောင်းရင်စေကန်းသွားရကြောင်းတွေပါထုတ်ဖော်ပြောဆိုနေကြတာပါတဖက်မှာလည်းယုံကြည်သူတွေကအမှန်ကန်ပြောက်ကင်းကြောင်းအမခံပြောကြနေတာကြောင့်စံသက်တဲ့အနေနဲ့တဝိုက်ကိုသားချင်းသူတွေလည်းရှိနေခဲ့ပါတယ် ဒါပေမဲ့သမယောကြတွေးကြည့်ရင်တော့ဘလို့ဆေးပြညာမှာမတက်ထားတဲ့ကလေးတယောက်ကယောဂရီအကုံကိုလက်နဲ့သက်ချယုံနဲ့ကုသပေးနိုင်တယ်ဆိုတော့ကိုမယုံနိုင်စရာဖြစ်နေခဲ့ပါတယ်။ဒါအပြင်ဘိုးတော်အမိခံထားတာကြောင့်လာကုသတဲ့အသက်ကြီးငယ်မရွေးကကလေးကိုထိုင်ကြောနေရတာကလည်းမထော်မနှမ်းမြင်ကွင်းတစ်ခုလိုဖြစ်နေခဲ့တာပါ။ဆေးပြညာရီတက်မြောက်ထားတဲ့ဆရာဝန်တွေတောင်လက်နဲ့သက်ပြီးဆေးကုသလို့မရတာကြောင့်ဘိုးတော်လေးရဲ့ဆေးကုသမှုကမိသားစုရဲ့အချမ်းဖတ်လှူစားတာဖြစ်နိုင်တယ်လို့လည်းသုံးသပ်နေကြတာပါ။လက်နဲ့ထိယုံနဲ့ကုသလို့မရတဲ့ယောဂရီကိုတောင်ယူပြစ်တယ်လို့သာသာပြောက်ခင်းအောင် သပေးနိုင်တယ်လို့နာမည်ကြီးနေတဲ့တွန်တေကဘိုးတော်လေးနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်